ဖားကတ်လုံခင်းခွန်စာကုန်းမှာမနေ့ကဘုံမနေ့ကမိုင်းပောက်ပွဲမှုကြီးခုဖြစ်တယ်လူ၉ဦးထက်မနည်းသေဆုံးပါတယ်အဲ့ဒီသေဆုံးမှုနဲ့ပတ်သက်လို့ရှိရင်တော့တော်တော်လေးတော့တော်တော်လေးတော့ဟိုဘက်ဒီဘက်ပြောနေကြတာရှိတယ်ကျွန်တော်ကတော့ဒီသေဆုံးမှုနဲ့ပတ်သက်လို့ရှိရင်တော့ပောက်ကွဲမှုနဲ့ပတ်သက်လို့ရှိရင်ဘယ်သူလုပ်တယ်ဘွာလုပ်တယ်ဆိုတာထက်ဒီပောက်ကွဲမှုကဒီပောက်ကွဲမှုကဆွဆွဲကြတာကြီးဖြစ်ပြီးတော့တကယ်ဖြစ်သွားတာပါလေဘလို့ဖြစ်နိုင်လဲဆိုတာမျိုးပေါ့နော်ကျွန်တော်တို့ဒါကိုစဉ်းစားပါမယ်အဲ့တော့တိအဲကချင်းပြည်နယ်အခြေစိုက်တဲ့မီဒီယာတွေတော်တော်များများဖော်ပြချက်ဒီမှာတော့ဘလို့ဖော်ပြလဲဆိုတော့ ဒီဖားကန်လုံခင်းအုပ်စုငင်းရတာရရက်ွက်အဲ့ရက်ွက်မှာရှိတဲ့ဒီဘာလဲဒီဘာခေါ်လဲသူခေါ်တာတော့သူတို့ခေါ်တာတော့ရှိတယ်ဗျခွန်စာကုန်းပေါ့နော်အဲ့ခွန်စာကုန်းပေါ့အဲ့ကုန်းမှာမနေ့ညမနေ့ည9:00နာရီလောက်ကဝုံအုံအုံဆိုအတိုင်းနဲ့တခါလဲမီမီမီတော်ကြီးတခုဟိုမိုင်းမိုင်းကွဲတယ်မီတော်ကြီးကိုအိုးလို့တက်လာတက်လာတော့ဘေးပတ်ဝန်းကျင်လူတွေအကုန်လုံးမြင်လိုက်တဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တက်လာတယ်ပေါ့နော်ညပိုင်းမှာညမနေ့ညဝါလောက်မှာကျွန်တော်မြင်တာ17:00နာရီ17:00နာရီလောက်မှာစမြင်ပြီးပြင်ပြီးတော့ဒီနေ့ဆိုရင်နေကမိုက်ဆိုမြင်နေရပြီ ကျွန်တော်မနေ့ညက9နိုင်လောက်မှဖြစ်တာအဲ့အချိန်မှာ17နိုင်ဆန်းနေလောက်မှာ IP ဘိုင်တက်လာတက်လာမှကျွန်တော်တို့မြင်ရတဲ့ခါမှာဟာဘာဖြစ်တာတော့ဆိုကြည့်တော့ဟိုပောက်ကွဲမှုဖြစ်တယ်ပေါ့ပောက်ကွဲမှုဖြစ်ပြီးတော့အဲ့ဒီမှာအနားမှာနေတဲ့အိမ်အဲ့ဒီနားမှာနေတဲ့အရသာအိမ်တွေအကုန်လုံးထိမှန်ပောက်ကွဲပြီးတော့အရသာပေါ့နော်အရသာပြည်သူအရသာလို့ပြောတယ်ကိုးဦးတည်ဆုံးသွားတယ်ကလေးငယ်လေးပါတယ်လို့သိရတယ်တချို့ကတော့ကလေးငယ်2ယောက်လို့ပြောတယ်တချို့က4ယောက်လို့ပြောတယ်ပြီးဆိုရင်ဘာဖြစ်လို့ဆိုကလေးငယ်4ယောက်ပြောပြောနေရောပြောအဲ့အချိန်မှာအသားစာတွေတည်တဲ့အလောင်းတွေကိုဘလို့မှအာမြေသူမြေဝမခွဲနိုင်တဲ့အနေထားဖြစ်သွားတဲ့အတွက် ဘလို့ဖြစ်ကိုးဦးတည်တယ်လို့ပဲမှတ်အလောင်းကတော့ကိုးလောင်းတွေးတဲ့အတွက်ကိုးဦးတည်တယ်လို့ပဲအရင်မှတ်ပါအဲ့လိုတင်စီမှုတည်ချုံတည်ချင်းမှုတွေပျက်စီးမှုတွေဖြစ်သွားခဲ့ပါတယ်မနေ့ကညဒီပောက်ကွဲမှုပောက်ကွဲမှုပါပေါ့နော်ဒီပောက်ကွဲမှုနဲ့ပတ်သက်ရင်လည်းအခုချိန်ထိပြောနေကြတာကတော့အားလုံးတစ်ဖက်ကကချင်ဘက်ကမီဒီယာတွေမှာပြောနေကြတာတော့စစ်တပ်ကနေပြစ်တာလို့ပြောတယ်စစ်တပ်က drone နဲ့ drone မှာပါတယ်လက်နက်ကြီးနဲ့ပြစ်ချလိုက်လို့အဲ့ဒီရန်ကိုတောင်ပေါ့နော်ရန်ကိုတောင်ရန်ကိုတောင်နေရာပောက်ကွဲတာပါလို့သူကပြောတယ်ဒါပေမဲ့စစ်တပ်ကပြစ်တယ်ဆိုတဲ့အထောက်အထားကိုပြပါဆိုတော့လည်းသူတို့မှထောက်ထားတော့မရှိဘူးထောက်ထားမှသူတို့မှမရှိဘူး မရှိဘူးမရှိတဲ့အတွက်သူတို့ကလည်းစစ်တပ်ကပစ်တယ်လို့ပဲပြောတယ်ဒရုန်းလည်းနဲ့ကြီးကြပြီးတော့အဲ့ဒီမှာပစ်တာပါထိတာပါဆိုပြီးပြောတယ်ဆိုတော့ဟိုခရကအဲ့ဒီပေါက်ကုန်းဖြစ်တဲ့တော့အဲ့ကွဲတဲ့ဟာရဲ့လွင့်စင်နဲ့လွင့်စင်ရတဲ့အဲ့ဘုံဒီကွဲရတဲ့ကြီးကွဲတဲ့ဟာရဲ့ဘေးမှာပတ်ပတ်လည်းမရှိတဲ့အိမ်လေးတွေကထိကုန်တော့ပြီအကုန်ထိကုန်တာအဲ့တော့ထိကုန်ပြီးတော့တချို့ကထိကုန်ပြီးတော့အခုပြောရင်တော့ဒီအရသား30လောက်ပေါ့နော်အရသား sorry အရသားက90 10ဦးကျော်ထက်မနည်းပါတော့အကုန်လုံးကထိခိုက်ဒဏ်ရာရရှိဖို့ကြီးကျယ်ထိခိုက်ကုန်တယ်လို့ဟိုပြောပြောလို့ရပါတော့ဆိုတော့အလုံးအားလက်ညှိုးထိုးနေကြတာကစစ်တပ်လိုလက်ညှိုးထိုးတယ်ဒါပေမဲ့ဘဲရဘာဆိုတာမျိုးတော့ဘယ်သူကမှတော့ဒီဟာကိုအထိကျမပြောနိုင်ဘူးအကုန်လုံးကလက်ညှိုးထိုးတာစစ်တပ်ပဲ KIA KIA ကနော်ဘူးကလည်းပြောတာကနော်ဘူးကဘာပြောလဲဆိုတော့အဲ့အဲ့ဒီဟိုဟာကိုစစ်တပ်ကအမြောက်နဲ့အမြောက်နဲ့ပြစ်တာလို့နော်ဘူးကပြောတယ်နော်ဘူးကတော့ နောက်ပြောတာကျတော့စစ်တပ်ကနေပြစ်လိုက်တာတဲ့ပြောပြောလို့ရတယ်အဲ့တော့စစ်တပ်ကပြစ်လိုက်တာတဲ့ပြစ်တဲ့အတန်ကလုံခင်းတညင်းကုန်းတက်ကနေပြစ်တဲ့အတန်ကြားရတယ်လို့ပြောတယ်တဲ့မိလောင်နေတော့သွားကြည့်ခါမှာအလောင်းကိုလောင်းတွေ့တယ်တဲ့ပြစ်လိုက်တဲ့လက်နဲ့ကြည်စံမျိုးစားဗာမျိုးစားလဲဆိုတော့မသိရဘူးတဲ့သူပြောပုံရလက်နဲ့ကြည်နေဖြစ်တာလို့နော်ဦးကပြောတယ်နော်ဦးကလက်နဲ့ကြည်နေဖြစ်တာလို့ပြောပြီးမြဲသူနဲ့ဆက်ဆက်တဲ့ကချင်မီဒီယာကြီးမှကျတော့ဒရုန်းနဲ့ပြစ်တာလို့ပြောတယ်အဲ့တော့သူတို့မှကလေးကနှစ်ချက်ကွဲနေတယ်လက်နဲ့ကြည်လားဒရုန်းလားအော်တခုကြရောပြောတယ်ဒရုန်းနဲ့ဒရုန်းပေါ်နေလက်နဲ့ကြည်နေဖြစ်တာသူတို့ ကျွန်တော်တက်တက်တုံးတက်တက်တော့အခုထိတော့ကျွန်တော် drone ပေါ်နေလက်နက်ကြီးနဲ့ပြနေလို့ကျွန်တော်တခါမကြဘူး drone ကနေဟိုလက်နက် drone drone ကနေ drone ဘုံချရတယ်လောက်ပဲကျွန်တော်ကြာဘူးတယ် drone နဲ့ဒူးဒူးကြီးနဲ့ပြရအောင်တော့မဟုတ်သေးဘူးမိပြရအောင်မမြင်သေးဘူးလို့ကျွန်တော်ပြောချင်တာပေါ့နော်ဆိုတော့ Ukraine နဲ့ Russia ကိုထုတာတော့မှပဲအဲ့လောက် drone နဲ့ဟောပြတော့ drone ကဟိုအသေခံ drone နဲ့စော်တဲ့သဘောမျိုးပဲရှိတာဘာမှအပေါ်မဟုတ်ဘူးဆိုတော့ပြောတော့လွဲတယ်ပေါ့နော်နှစ်ဖက်ပြောလို့ပြောချက်တွေကလွဲနေတယ်ဒါပေမဲ့ စစ်တပ်ကတော့လက်ညှိုးထိုးလို့ကောင်းတယ်။ဘာလို့ကောင်းလဲဆိုတော့ဒီရဲ့ပိုင်းတွေမှာစစ်တပ်ကဖားကန့်ဒေသပြန်လဲစိုးမိုးရေးဆိုစစ်တပ်ကစစ်ကြောင်းတွေထိုးပြီးတော့ဒီမြေပြင်တပ်တွေကအဲ့မှာနေရာအပြည့်တဖြည်းဖြည်းချင်းပြန်ယူလာတဲ့အခါ KIA တပ်တွေကအဲ့ဒီဖားကန့်ကိုစိုးမိုးမှုအားနည်းလာတယ်။အားနည်းလာတဲ့အခါကျတော့ပို့လင်းပြောရရင်တော့ပြောစရာတွေတော့ဖြစ်လာတော့ပေါ့။အဲ့တော့စစ်တပ်ကိုလက်ညှိုးထိုးစရာဖြစ်လာတယ်။ဆိုဒီရန်ကိုတော်တွေပောက်ကွဲမှုဆိုတော့ရန်ကိုတော်တွေရဲ့ရန်တွေကလည်းပြဿနာရန်တွေကပြောစရာအကြောင်းနှစ်ချက်ရှိတယ်တစ်ချက်ကလုပ်ငန်းရှင်တွေပေါ့ခုနဒီကြောက်တူးတဲ့လုပ်ငန်းရှင်တွေကရန်တွေဝယ်ရတယ် ဒါရမ်းဝယ်ဘာလို့ဝယ်လဲရမ်းနေနဲ့မိုင်းခွဲမှကြောက်ကခွဲလို့ရရရှိတာဟုတ်ဆိုတော့တချို့ဟာတွေရမ်းနေနဲ့မိုင်းခွဲရတယ်ခွဲမှရရဆိုအဲရမ်းနေရသူတို့လိုရတယ်အဲဒါကြောင့်ကိုတော်နေနဲ့တူလောင်ထားရတယ်တူလောင်ထားရတယ်အဲ့တော့ကြောက်တူးသမားတွေအတွက်တူလောင်ထားတဲ့ရမ်းတီတူလောင်ထားတဲ့ကိုလောင်ထားတဲ့ရမ်းကိုတော်ယုံလို့အလွယ်ပြောလို့ရတယ်လို့ KIA အကြံဖက်လက်နက်ကင်အဖွဲ့ပေါ့နော်အဲ့အဖွဲ့ကတော့သူတို့မသုံးနိုင်ဘူးလားသူတို့သူတို့ဟာအောင်ဖြစ်နိုင်လားသူတို့ပိုင်တဲ့ရမ်းကိုတော်ယုံဖြစ်နိုင်ဘူးလားဆိုတော့ဒီလိုလဲစဉ်းစားရဖြစ်တယ်ဒါပေမဲ့တက်ကပြစ်တယ်ဆိုတဲ့ထောက်ထားမရှိတဲ့ခါကျတော့ကျွန်တော်တို့ကလည်းတရားပြောရခက်တယ် ခုချိန်တက်ကအေးဆေးပဲသူတို့ကသူတို့ကဟိုပံပေါ်လွဲပြီးခပိုင်ပြက်နေတာဒီဘက်တက်ကအေးဆေးပဲဘာမှမပြောဘူးသူတို့ပြစ်တယ်လည်းမပြောဘူးမပြောလည်းမပြောအေးဆေးပဲဆိုတော့ဒီပောက်ကွဲမှုအားလုံးက KIA ကသူတို့ကသူတို့မတော်တဆပောက်ကွဲမှုကိုတက်ကိုလက်ညှိုးထိုးတာလားဒါမှမဟုတ်သူတို့လက်ဆလက်နာဖြောက်ချင်တဲ့ကိစ္စကြီးရှိလို့များဒါကြီးကိုဖောက်ခွဲပြစ်နေရလားဆိုတော့မေကွန်ကမေကွန်ကတော့ရှိတယ်တက်ကိုကြီးလက်ညှိုးထိုးမယ်ဆိုရင်တော့ကျွန်တော်ယာနုံပြည့်မှန်လို့မရဘူး။ဘာလို့ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့တက်ကလက်နေကြီးနဲ့ပြစ်ပါတယ်ဆိုတော့အထောက်အထားကိုဘယ်သူကမှတက်တင်ပြနိုင်ခြင်းမရှိပါဘူး။ ီးတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်းအဲပြီးခဲ့တဲ့ရက်ပိုင်းမှာလည်းဘာဖြစ်လဲဆိုတော့အာလုံတိရဲ့အတိုင်းပဲဒီဒီဒီမှော်စီစာဘက်မှာလည်းပြီးခဲ့တဲ့နှစ်ရက်သုံးရက်လောက်ကပေါ့နော်အလားတူဖြစ်စဉ်မျိုးပေါက်ကုန်မှုဖြစ်တယ်ပေါက်ကုန်မှုဖြစ်တယ်အဲ့လိုဖြစ်ခဲ့ပြီးတော့အဲ့မှာလည်းဒီဆုံးမှုတွေရှိတယ်ဆိုတော့ဒီရက်ပိုင်းအတွင်းမှာတပတ်အတွင်းမှာပဲတပတ်အတွင်းမှာပဲမှော်စီစာမှာတစ်ချိန်လုံခင်းမှာလုံခင်းခွန်စာကုန်းမှာတစ်ချိန်နှစ်ချိန်ဒီရန်ကုန်တော်ပေါက်ကွဲမှုနှစ်ချိန်ဖြစ်တယ်ဆိုတဲ့ကိစ္စတွေဟာမယိုးတော့မယိုးရှင်ဘူးမယိုးတော့မယိုးသားဘူးအကယ်စစ်တပ်ကပြစ်တယ်ဆိုလဲစစ်တပ်က ဒီ KIA တွေအတွက်လက်နက်ခရံထောက်ဖို့လမ်းကြောင်းကြီးဖြစ်နေတဲ့ရန်ကုန်တော်ကိုထုတာလားဒီလိုပြန်မေးရမှဖြစ်တယ်ဒါပေမဲ့စစ်တပ်ကပြတယ်ဆိုတဲ့ထောက်ထားကတော့နှစ်ခုလုံးမှမဖော်ပြနိုင်မဖော်ပြနိုင်ပဲနဲ့ကြားထဲမှာတော့ညက်ပြီးတော့ဒီရန်ကုန်တော်နာမှာရှိနေတဲ့အရသားလိုပဲခေါ်မလားဒီဒီဒီကြောက်တူးသမားတွေလိုခေါ်ရေမစင်းသမားတွေလိုခေါ်မလားအဲ့လူတွေတော့လောလောဆယ်နေထိုင်နေကြားညက်ပြီးတော့တိတ်ဆုံးသွားတာရှာတယ်ဒီလိုတော့ဖြစ်စဉ်ဖြစ်သွားတယ်ဒါကတော့စဉ်းစားကြရကောင်းတယ်ဆိုတာဒီထည့်ပြောတာပါလောလောတော့ပောက်ကွဲမှုကြောင့်တော့လူသေဆုံးမှုတော့ဖြစ်သွားတာတော့အမှန်ပဲဆိုတော့ဒါပြောဖို့ပေါ့နော်ရန်ကုန်တော့ပောက်ကွဲမှုပေါ့နော်ဒါ